လူယာခမရမျက်နာခမရပြင်းလိုက်စအဲ့မျက်လုံးနဲ့မကြည့်နဲ့အဲ့တန်မရမျက်လုံးနဲ့မကြည့်နဲ့အဲ့ကြည့်တာကြီးကိုမခက်စင်ကာပူကပြန်လာပြီတဲ့ခမရအချိုးကိုပြင်လိုက်ပါကျွန်တော်လူကျွန်တော်တွေပြောတဲ့စကားရှိပါတယ်ငါးတိုင်းမှာအစီရှိတယ်ဆိုတာလို့ပေါ့လူတိုင်းလူတိုင်းမှာတော့သူ့အရေးချင်းတယ်သူတို့ရှိကြပါတယ်စင်ကာပူကပြန်လာပြီအရင်ချိုးပြီးစင်ကာပူเจ้าကိုပြန်မဆနဲ့နော်နော်ကမိုးရီမင်းကစင်ကာပူတော့ငါသနာလို့နော်ကြည့်နေတာကမိုးရီတိန်ညွန့် မိုးရီမမောနဲ့မိုးရီရံဖြစ်နေတဲ့တက်တယ်ပါမယ်သွားကြည့်ရအောင်နောက်ပြီးတော့ကျွန်တော်တို့စိုင်းတီးတဲ့ခါမှာလဲကျော်လူရှင်တော်များရဲ့နားအာယုံကပတ္တိယ၅ဘောက်ပြောင်းရင်၅ဘောက်ပြောင်းတဲ့အတန်တီးရမယ်၅ဘောက်လေးကိုလိုက်ပြောရတယ်အပိုးပြောင်းရင်လည်းအပိုးပြောင်းတဲ့လေးကိုတီးရတယ်အဲ့အပိုးမှာဘာစကားပြောအောင်မယ်ဘာလုပ်အောင်မယ်ဆိုတာဆရာသမားတွေတင်နေရအဲ့လိုထိုင်ခင်းနေကြကြတင်ပေးခဲ့တာဆိုတော့အဲ့တက္ကနုပ္ပဉ္ဉဏ်ကြီးကြတော့စိုင်းနှောက်ထားတွေကပါတယ်လို့ပြောလို့ရပါတယ် ျွန်းနာမည်ဟာဟာသာတရုတ်ဆောင်စူပါမိုးကျဲလို့ခေါ်တယ်။အဲ့20ပေါ့50နဲ့6နဲ့ဆိုတော့36နဲ့ရှိပါပဲ။ကျွန်တော်ရဲ့လက်ဦးဆရာကတော့နိုင်ငံကျော်စာဆိုရှင်ဘာဘာဥပ္ပိဟံကျွန်တော်လုပ်ခဲ့တဲ့ဒီအမှုပညာဆိုင်လောကကျွန်တော်ကဆိုင်နောက်ထအောင်ဆိုင်လောကဆိုတော့ကျွန်တော်ရဲ့အကူဆရာဖြစ်တဲ့ဥပ္ပိဟံသားပန္နရာစိန်လမြိုင်နောက်နိုင်ငံကျော်စီစတင်းရဲ့သားကြီးဖြစ်တဲ့မဟာရုံနိုင်စတင်းနောက်မြို့တော်အင်းမင်းအောင် ဆိုင်တွေတော့အများကြီးပေါ့လုပ်ခဲ့တဲ့ဆိုင်တွေကတော့အများကြီးပါဟိုကျွန်တော်တို့စပြီးတော့အနုပညာလောကလို့တော့ဆိုင်အောင်နေရှိရတယ်သဘောယူရတယ်သဘောယူတော့ပင်နိုင်ပေါ့ပင်နိုင်လို့တယ်အခုနောက်ပိုင်းကျတော့သဘောတွေမယူတော့ဘူးအစင်ပြေတဲ့ဝိုင်းတဲ့ပဲခြေကောက်သဘောမျိုးပေါ့အဲ့ဒါပဲအခုလဲပြီးတော့လိုက်တာပေါ့လေကျွန်တော်ကိုတာဝန်ပေးကြတာကမြန်မာနိုင်ငံသားပညာရှင်များအစည်းအဝေးဘောဥက္ကဋ္ဌဦးရင်းတော်ကနေပြီးတော့တောင်တကုံနဲ့တကုံစိတ်ကန်းနှစ်မြို့နယ်ရဲ့ ဟာတာစီယုံဥက္ကဋ္ဌအဖြစ်တာဝန်ပေးရတယ်ပေါ့လေအဲ့ဒါကိုတာဝန်ယူရပါတယ်ကျွန်တော်တော့အစည်းအုံးမှာကဒီအစည်းအုံးဝင်ဟာတာလူကျွန်တော်တွေရှိတယ်လို့ကတော့ကံတက်ကြီးနိုင်ကလူကျွန်တော်တွေကကျွန်တော်ဒီရန်ကုန်တိုင်းမှာကျွန်တော်မြို့နယ်ကအများဆုံးအများဆုံးပေါ့ဒါတွေကိုကျွန်တော်ကအမြဲစောင့်ပြီးတော့ကြည့်ရတာပေါ့သူတို့ရဲ့ဂျမ်းမာကြီးအဲသူတို့ဘာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဖုန်းနေနဲ့အဆက်အသွယ်လုပ်ရတယ်နောက်ပြီးတော့ကျွန်တော်ဒီအစည်းအုံးကလူငယ်လေးတွေပေါ့သူတို့ဖြစ်လာတဲ့အခက်အခဲလေးတွေ ူတို့လုံနေတဲ့အလုပ်ကလေးတွေဒါတွေကိုစောင့်ကြည့်ပြီးတော့အမြဲဟိုလမ်းကြောင်းဖြောက်ပေးရတာပေါ့အဲအလုပ်လေးတွေတော့လုပ်ပေးရပါတယ်အဲလူရှင်တော်လေးတွေကတော့လူရှင်တော်နောက်ထပ်တက်တစ္ဆာလူငယ်လေးတွေများပါတယ်များတာကိုအဲသူတို့ကလည်းတပည့်ခံတဲ့ခါကျတော့အကွာဆရာသမားတယောက်အနေနဲ့သူတို့ပညာတွေသင်ပေးဒါဒါနိုင်ငံကြီးနဲ့ဒါဒီရမလို့ဒီရတွေမပြတ်နဲ့ဒါကြတော့ဒီရဒါကြဒီပြလုံးလေးရဒီလိုကောက်တယ်ဒီလိုပြက်အဲသူတို့အဲ့လိုပညာသင်ပေးပြီးတော့ဒီကလေးတွေနဲ့ပဲအခုစီစီယုံယုံနဲ့ပဲကျွန်တော်ဒီဟာတာစီယုံကြီးအောင်မြင်တိုးတက်အောင် အဲကွာအလိုစီယုံပြီးတော့ကလေးတွေနဲ့လက်ပွန်းလက်တီးပေါ့အဲလောက်ရတယ်အဲ့လိုပဲလောက်ကြရတာပါဒါကကိုကဒီဥက္ကဋ္ဌလည်းဖြစ်တယ်နော်ဘုရားတော့အခုနောက်ပိုင်းမှာပေါ့လူရှင်တော်ကြီးထဲမှာကျွန်တော်ကိုရီးယားအစိုင်းနောက်ထားဆိုတော့ဘုဘပြောလိုက်မှာဟွာပေါ့ဘာသာရေးမှာဆိုတဲ့ပထမလက်အောင်ပြီးသားဆိုတော့စာပေကျမ်းကလည်းတက်တယ်လေစိုင်းနောက်ထားလည်းစိုင်းနောက်ထားစစ်စစ်ဖြစ်လာတဲ့ခါကျတော့ဒီကလေးတွေအပေါ်ကိုဒီပညာတွေဓာတ်တွေဒီလိုသင်ပေးတော့ကလေးတွေကလည်းကို့ဘော်ကိုဆရာသမားအနေနဲ့လည်းအကုန်ပြန်ကြည့်ကြပါတယ် အကုန်လုံးပြန်ပြီးတော့တကယ်ကိုပဲဟိုကိုသူတို့မိဘတပွဲလို့ပေါ့ခေါ်ရင်သူကျွန်တော်ခရီးနောက်ငယ်လေးတွေအကုန်လုံးဆရာလို့မခေါ်ကြဘူးအဖေပဲအဖေလို့ပဲခေါ်တော့ကိုကမိဘအရာလို့နေတော့သားသမီးတွေလို့ပဲသူသူလည်းမလိမ္မာတာရှိရင်ကိုကသုံးသုံးမပြအဲလိမ္မာတဲ့ခရီးကြောက်လဲလိမ္မာတဲ့ကလေးလို့အဲအဲ့လိုပေါ့ကိုကမိဘတပွဲလို့ပဲစင်ရဲနဲ့မှာတော့အဲ့တိုင်းပဲထားပါတယ်ဟိုဇက်ကြတော့ဒါပဲသူပညာနဲ့သူပေါ့ဒီပေါ့ကျွန်တော်တို့လူကျွန်တော်တွေပြောတဲ့စကားရှိပါတယ်ငါးတိုင်းမှာအစီရှိတယ်ဆိုတာလို့ပေါ့ လူတိုင်းလူငယ်မှာတော့သူ့အရေးချင်းတယ်သူတို့ရှိကြပါတယ်ဒါပေမဲ့ကျွန်တော်ဒီစိုင်းနောက်ထလူကျွန်တော်တယောက်ဆိုတာကအလူနဲ့ပတ်သက်ရင်ယဟန်ကတိခါတဲ့ယဟန်ကရှိပြီးအလူဆိုရင်လဲဒါတွေကိုစီစဉ်ရပတ်သက်ရပြောနေရမယ်အဲတော့မို့ဘုရားတိတင်ဆိုတဲ့ဘုရားတိတင်ပေါ့ဘုရားအုံမြကြဆိုအုံမြကြတိမ်တမုတ်ဆိုတဲ့တိမ်တမုတ်နောက်ဖုံးကြီးမြန်မေတော်ပြန်ဘားတော်ပြန်အဲအဲ့လိုပေါ့သူ့စီစဉ်စီစဉ်ရရဲ့ယာဇဝင်သမိုင်းအထောက်ထားတွေကိုကျွန်တော်စိုင်းနောက်ထတွေကသိရတယ်နောက်ပြီးတော့သကပုံတစ်ခုရှိတယ်ပေါ့ ပတ်တီးကောင်းရင်နဲ့စိုက်စရာကောင်းရင်တဲ့ပတ်တီးကောင်းတော့သဘောနှင်းစရာများကောင်းရင်တယောစိုက်နောက်တာလူချုံတော်တွေကောင်းမှာအပြောအဲကျွန်တော်အဒီကအပြောနဲ့ဥပမာပေးပမာနိုင်အလူတကာလူမာတွေကဒါဘလို့လူတာဒါဘလို့ဟိုရှေ့ရာဇဝင်တမိုင်းမှာဘလို့လူခဲ့တဲ့လူရှင်တွေရှိသလိုဒီပုံစံမျိုးအလူတကာလူမာတွေလူတယ်အဲအဲ့လိုပေါ့အစာပြေကျန်းကန်နေနဲ့အဲ့ထောက်ထားတွေကိုစိုက်နောက်တာလူချုံတော်တွေကသိရတယ်နောက်ပြီးတော့ကျွန်တော်တို့စိုင်းတီးတဲ့ခါမှာလည်း ကျော်သူရှင်တော်များရဲ့နားအာယုံကပတ္တိယ၅ဘောက်ပြောင်းရင်၅ဘောက်ပြောင်းတဲ့အတန်သိရမယ်၅ဘောက်လေးကိုလိုက်ပြောရတယ်အပိုးပြောင်းရင်လည်းအပိုးပြောင်းတဲ့လေးကိုသိရတယ်အဲ့အပိုးမှာဘာစကားပြောအောင်မယ်ဘာလုပ်အောင်မယ်ဆိုတာဆရာသမားတွေတင်နေရအဲ့လိုထိုင်ခနေကြကြတင်ပေးခဲ့တာဆိုတော့အဲ့တက္ကနုပ္ပဉ္ဉဏ်ကြီးကြတော့စိုင်းနှောက်ထားတွေကပါရဲလို့ပြောလို့ရပါတယ်